မင်းင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဩဂတ်လ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update တိုက်ပွဲသတင်းကတော့မကွေးတိုင်းအောင်လံမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတိုက်ခတ်ခဲ့ရာစစ်ကောင်စီဘက်ကထိခိုက်မှုများပြားပြီးတော့စစ်သားအလောင်းများတဲလာတဲ့စစ်ကားကိုပါထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ28ရက်နေ့နဲ့28ရက်နေ့ဒီမှာနေပြည်တော်ဘက်ကိုတက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာ ဗန်းကုန်းရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့များနဲ့အောင်လံမြို့နယ်ဘကိုးရုံးမှအတွင်ဇွန်လ29ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိပ်တွေ့တိုက်ပွဲအတွင်းမှာအချမ်းမစစ်ကောင်စီတပ်သားအယောက်40ကျော်တေဆုံးခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အဲ့ဒီနေ့မွန်လွယ်3နိုင်ကမှာတေဆုံးသွားတဲ့စစ်သားအလောင်း40ကျော်ကိုစစ်ရင်တန်းနဲ့လာပြီးတော့တေဆောင်သွားတယ်လို့သိရပါဗျ။အဲ့ဒီစစ်ရင်တန်းကိုစေမောင်ဝဲမြို့နယ်ဒနုံးမြောင်ဂိတ်နယ် ဝါးစီမြောင်ဂိတ်ကြားလမ်းမိုင်းတနေရာမှာတော်လိုင်းတပ်ဖွဲ့များကထပ်မံပြီးတော့မိုင်းဆွဲတိုက်ခိုက်ရာစစ်သား15ဦးသေဆုံးပြီးတော့ကားဟာလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ဒါအပြင်ဇော်လိုက်လ31ရက်နေ့မှာလည်းစေမောင်ဝဲမြို့နယ်ကိုပင်ရဲစခန်းကနေတက်လာတဲ့ရဲကားတစ်စီးကိုကိုပင်နဲ့တာစီဂိတ်ကြားလမ်းမိုင်းတနေရာမှာမိုင်းဆွဲတိုက်ခိုက်ရာရဲလေးဦးသေဆုံးပြီးတော့ကားဟာလည်းထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။စစ်ခွေးစစ်ကြောင်းကနေပြည်တော်ဘက်ကတက်လာတာပေါ့။ဘန်းကုန်းဘက်ကိုတက်လာတာပါ။အဲ့ဒီမှာတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ကြတာ တိုက်ပွဲထဲမှာစစ်ခွေးတွေကိုဇွဲမိုင်းတွေကနင်းမိုင်းတွေကဆိုတော့စစ်ခွေးအကောင်40ကျော်သေးပါတယ်ရိုးမာဘော်ကိုတက်လာတာက28ရက်နေ့နဲ့28ရက်နေ့လောက်ကတက်လာပါတယ်29ရက်နေ့မှာထိတွေ့တိုက်ပွဲဖြစ်တယ်တိုက်ပွဲဆက်ဖြစ်တာကအောင်လံမြို့နယ်ထဲမှာဖြစ်တာစေမဝဲမြို့နယ်ထဲမှာလည်းမိုင်းဆွဲတက်ခိုက်ခဲ့ပါတယ်မိုင်းဆွဲတာလည်းစစ်ခွေး15កောင်တေသွားတယ်ပြည်သူတွေအနေနဲ့စစ်ခွေးဂိတ်နဲ့အနည်းဆုံးမှမနေဖို့သတိပေးပြောကြားချင်ပါတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ပုံနာဝတီတောင်းတင်းကြီးကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတက်ခိုက်မှုကို တရက်ခရံအမတ်ငါတက်ရင်စင်မောင်ဝဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပုံနာဝတီတောင်တွင်းကြီးမကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့စင်မောင်ဝဲပကဖားတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဒီမိုကရေစီအကျိုးပြုတက်မှာတော့ DKBA ရဲ့စီရေးချုပ်ရဲ့ဝေါ်လီမှာရှိတဲ့နေအိမ်ကိုစစ်တပ်က drone နဲ့ပုံကျဲချခဲ့ရာနေအိမ်ပျက်စီးသွားပြီးတော့စစ်တပ်က၎င်းတို့ဘက်ကိုမလိုက်တဲ့လက်နက်ကိုင်အဖွဲ့မှန်သမျှကိုရန်သူဆိုပြီးတော့တတ်မှတ်တိုက်ခိုက်လာတဲ့သဘောဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်လ3ရက်နေ့ကမြောက်ဝတီမြို့နယ်ဝေါ်လီမှာရှိတဲ့ DKBA စစ်ရေးချုပ်ဘုံမူကြီးစောစိန်ဝင်းရဲ့နေအိမ်ကိုစစ်ခွေးတပ်က ကာမီကာဇီအသေးခံ drone နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါဗျ။အခုလိုဘုံကျဲတက်ခတ်မှုကြောင့်နေအိမ်နဲ့ကားကိုယ်တောင်ပျက်စီးသွားခဲ့ပြီးတော့လူတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။ဘိုးစိန်ဝင်းကအဲ့ဒီမှာမနေတာကြပါပြီ။စစ်တပ်ကအခုလိုတိုက်ခိုက်လာတော့ DKBA ဘက်မှလည်းအတိုင်းအတာတစ်ခုထိတော့တက်လန့်နာတွေဖြစ်တယ်။စစ်တပ်ရဲ့သဘောကတော့ သူ့ဘက်ကိုမလိုက်ရင်ဘသူမဆိုရန်သူအဖြစ်နဲ့တတ်မှတ်ပြီးတိုက်ခိုက်လာတဲ့သဘောလို့ပြောလို့ရတယ်။ငါနဲ့မတူငါရန်သူဆိုတာမျိုးစစ်ခွေးတက်ကသဘောထားလာတာလို့ကရင်စစ်ရေးတရင်ရင်မေကပြောပြထားပါရယ်။စစ်ခွေးတက်က DGB ရဲ့ကရင်လက်နက်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင်ရဲ့နေအိမ်ကိုဥတီတိုက်ခိုက်လာခြင်းဟာပထမဆုံးအကြိမ်ဖြစ်ပြီးတော့အဲ့ဒီနေရာမှာ DGB ရဲ့စစ်ရေးချုပ်ရဲ့နေအိမ်မှန်းတိရနဲ့ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ကရင်စစ်ရေးတရင်ရင်မေကပြောဆိုထားပါရယ်။ DGB ရဲ့ပင်မတိုက်ရဲ့သဘောထားကတော့ တရားဝင်တက်တက်ကွဲကွဲထုတ်ပြန်ကြေညာတာမျိုးမရှိပေမဲ့စစ်တပ်ကိုမကူညီဘူး DKPA စိုးမိုးထားတဲ့ကြောက်ခတ်လိုနေရာမျိုးမှာလည်းလုံခြုံရေးအရာစိုးရိမ်စရာဖြစ်လာပြီးတော့စစ်ခွေးတပ်ကနေဆက်စခန်းတွေဆုံးရှုံးနေရတော့ရှုံးမဲမဲပြီးတော့အကုန်လုံးကိုပတ်ရမ်းနေတာလို့ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်လက်တလုံးမှာစစ်ကောင်စီရဲ့ဝေါ်လီဘူဟာဂုံးတပ်စခန်းကို KNLA အပါအဝင်တော်လိုင်းအတများကပိတ်ဆို့တိုက်ခိုက်နေပြီးတော့စစ်ကောင်စီကမြေပြင်ကနေစစ်ကူမပေးနိုင်တော့ဘူးလို့ပြောပါတယ် လေရင်နဲ့ရိတ်ခါလက်နဲ့ခဲရမ်းများကိုကျဲချရမှာလေ KNL ပူပေါင်းတပ်များကသာရရှိသွားတယ်လို့သိရပါဗျ။ထိုင်းမြန်မာနယ်စပ်အနီးကစီကောင်စီရဲ့ပူလူတူခလဲ့ဒီတခေါပီခွေမော်ဖားသူစခန်းတာလဲစခန်းများမဲလာဗလဲတူမော်ခီဘရင်အောင်စခန်းကိုကနယ်လေးစခန်းနဲ့ရွှေအေးမြိုင်တပ်စခန်းဇွန်လ3ရက်နေ့မှာတေဘောဘုစခန်းဇွန်လ22ရက်နေ့မှာထီးကဲဗလဲစခန်းဇွန်လ12ရက်နေ့မှာဥက္ကဋ္ဌစခန်းတို့ကို KNL ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမြင်းမုံမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မှာရှိတဲ့ဂွေးမင်တော်စခန်းကနေကင်းမုံဝေရန်ထွက်လာတဲ့စစ်သားများကိုအနီးကပ်ပစ်ခတ်တိုက်ခိုက်ရာစစ်သားတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဩဂတ်လ၄ရက်နေ့မွန်းလွဲ၁နာရီ၅၀မိနစ်အချိန်မှာမြင်းမှုမျိုးနဲ့ဂွေးပင်တော်ကျေးရွာမှာရှိတဲ့ဂိတ်စခန်းကစိတ်ခွေး၅កောင်ဟာမုံရွာမန္တလေးလမ်းမကြီးဘေးတနေရာမှာကိမုတ်ဝေရခြေချင်းထွက်လာတဲ့အချိန်မှာစေနကောင်ဖုံးကြီးเจ้าအနီးအရာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကအသင်ဆောင်ချိုပစ်ခတ်တိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးပြီးတော့ကျန်တဲ့စစ်သား၄ဦးဟာစေနကောင်ဖုံးကြီးเจ้าတဲ့ကိုဝင်ရောက်သွားကြတယ်လို့သိရပါတယ်။ကိမုတ်ဝေဖို့ခြေချင်းထွက်လာတာပါတိုက်ခိုက်ခဲ့တဲ့နေရာကဂိတ်နဲ့တော့နည်းနည်းဝေးသေးတယ်လက်နက်တော့မကောက်ခဲ့ရဘူး။ ခွေးကိန်းနဲ့ဖုန်ကြီးကျောင်းတွေကမီတာ100လောက်ပဲဝေးတာဆိုတော့မကောက်ခဲ့ရပါဘူးကျွန်တော်တို့တိုက်ရင်တွေကိုပြည်သူတွေအနေနဲ့တန်နိုင်သမျှထောက်ပံ့ကူညီပေးကြဖို့မြစ်တာရက်ခံကြပါတယ်လို့မုံရွာခရိုင် MS7 တိုက်ရင် People Defense Force စောက်မုံရွာတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်မုံရွာမန္တလေးလမ်းပိုင်းကိုအသုံးပြုနေကြတဲ့မိဘပြည်သူများအနေနဲ့စစ်ကောင်စီရင်နှန်းများနဲ့တွေ့ပါကခတ်ဝဲဝဲကနေရှောင်ရှားကြရန်နဲ့တိုက်ပွဲဖြစ်ပွားနေပါကရောက်တဲ့နေရာမှာရက်တံပြီးတော့တင်းရှောင်ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကစစ်ကောမရှင်အစ်စ်ဖွဲ့စည်းပြီးတဲ့နောက်ကေတုမရီမျိုးဟောင်းနဲ့နန်းတော်ရာကမ္ဘောဇာတာရီနန်းတော်နဲ့ဟန်သာရီမျိုးဟောင်းအပါအဝင်တောင်ကိုဘကိုးနဲ့ရန်ကုန်မြို့တို့ကိုလှည့်လည်ခရီးသွားနေပြီးတော့ရွေးကောက်ပွဲပြုလုပ်မဲ့ရက်ကိုကြေညာရေးအတွက်လက်တလုံးမှာဆွေးနွေးမှုမရှိသေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကဇွန်လ23ရက်နေ့ကကာလုံအစည်းအဝေးခေါ်ယူပြီးတဲ့နောက်စစ်ကောမရှင်အစ်စ်ဖွဲ့စည်းခြင်း အစိုးရအသည့်ဖွဲ့စည်းခြင်းများကိုဆောင်ရွက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်ဩဂတ်စ်လ2ရက်နေ့ကစတင်ပြီးတော့မင်းအောင်လိုင်းကတောင်ကိုဘကိုးနဲ့ရန်ကုန်မြို့တို့ကိုလှဲ့လှယ်ခရီးသွားလျက်ရှိတယ်လို့သိရပါဗါးတောင်ကိုမြို့မှာကေတုမရီမြို့ဟောင်းနဲ့နန်းတော်ယာတူဖော်ရေးကို၎င်းဘကိုးမှာကမ္ဘောဇာတာဒီရွှေနန်းတော်ပြုပြင်ရင်းနဲ့ဟန်တာဝရီမြို့ဟောင်းကို၎င်းတွားရောက်ခဲ့ပြီးတော့ရန်ကုန်မြို့မှာတော့တမိုင်းဝင်ဝင်းကြီးများယုံဘိုးချုပ်အောင်ဆန်းပြတဲ့အပါအဝင်ဒေဃများစွာကိုလှဲ့လှယ်ပြီးတော့ခရီးသွားနေတယ်လို့သိရပါဗါး2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၄နဲ့6အရာ စေဦးစီးချုပ်ကအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကိုနိုင်ငံတော်ရဲ့အာဏာပြန်လည်အနှံပေးပါကပုံမှန်၄နှစ်ကိုအရာ 6လအတွင်းမှာရွေးကောက်ပွဲကျင်းပပေးရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ရွေးကောက်ပွဲပြုလုပ်မဲ့ရက်ကိုကြေညာဖို့ကတော့ဆွေးမွေးတာမျိုးမကြားရသေးပါဘူး။မင်းအောင်လိုင်းခရီးစဉ်တွေကတောက်လျှောက်ပဲရွေးကောက်ပွဲကော်မရှင်ကလည်းအထက်ကတတ်မှတ်မဲ့ရွေးကောက်ပွဲရက်ကိုအဓိကစောင့်နေတယ်လို့သိရပါတယ်။ဖွဲ့စည်းပုံမှာအာဏာပြန်အပ်ပြီးတော့6လအတွင်းရွေးကောက်ပွဲကျင်းပရမယ်လို့ပြဋ္ဌာန်းပါရှိပေမဲ့တက်ချုပ်ရဲ့သဘောထားကအဓိကပါပဲလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားပါတယ်။မင်းအောင်လိုင်းကလာမဲ့ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလအတွင်းမှာရွေးကောက်ပွဲကိုခွဲခြားပြီးတော့ကျင်းပသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားတော့လေရက်အတိအကျကိုတော့လက်ရှိအချိန်အထိမပြောသေးဘူးလို့သိရပါတယ်မင်းအွန်လိုင်းကအခုရက်ပိုင်းအတွင်းမှာဗကိုးတောင်ကုန်းနဲ့ရန်ကုန်ခရီးစဉ်များမှာမြို့ကန်ပြည်သူများကိုလိုက်လံနှုတ်ဆက်စကားပြောခြင်းနန်းတော်တွေကိုတွားရောက်ပြီးတော့ရရရာခြေချင်းယထာစီးပြခြင်းနဲ့ဖျားပေါ်မှာပြည်သူလူထုကိုပြောခြင်းချင်းမပြောခြင်းချင်းဘသူမှအဖက်မလုပ်တာကိုလိုက်လံပြီးတော့စကားပြောဆိုခြင်းများလှုပ်ဆောင်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကြေးရွာရက်ွက်တစ်ခုကိုတလားကိုစစ်မှုထမ်းလူငယ်2ဦးနဲ့ တမျိုးနယ်လုံးအတွက်စစ်မှုထမ်းအလုံးအလောက်မပေးနိုင်တဲ့မြို့နယ်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့များကိုတတိပေးပြီးတော့လက်မှတ်ရေးထိုးခိုင်းတဲ့စနစ်ကိုဗဟိုစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ကစတင်ကျင်းသုံးလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်အပါအဝင်တိုင်းနယ်ပြည်နယ်များမှာမြို့နယ်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့များအနေနဲ့မိမိတို့မြို့နယ်အတွင်းမှာရှိတဲ့ရက်ကွက်နဲ့ကြေးရွာများအလိုက်လစဉ်ပေးပို့ရမယ်စစ်မှုထမ်းအရေးအတွက်ကိုတတ်မှတ်လိုက်ပြီးတော့အဲ့ဒီတတ်မှတ်ချက်အရာရက်ကွက်နဲ့ကြေးရွာတစ်ခုကိုတလားကိုစစ်မှုထမ်းနှစ်ဦးနှုန်းနဲ့မြို့နယ်အတွင်းအပါဝင်နေတဲ့ရက်ကွက်နဲ့ကြေးရွာအလိုက် စစ်ဘုရန်အရေးအတွက်ကိုပေးဖို့ရမှာဖြစ်တယ်လို့သိရပါတယ်။အကြမ်းမြင်တတ်မှတ်ချက်ကတော့တရက်ကွက်သို့မဟုတ်ရွာတရွာကိုတလားကိုစစ်ဘုရန်နှစ်ဦးနှုံးပေါ့ဥပမာမြို့နယ်ထဲမှာရွာပေါင်း30ရှိတယ်ဆိုရင်တလားကိုစစ်ဘုရန်လူငယ်အယောက်60ပေးရမယ် တမျိုးနယ်မှာရက်ကွက်ပေါင်း20ရှိရင်တလကိုစစ်မှုတန်းအယောက်40ပေးရမယ်ဒီလိုမျိုးအကြမ်းဖျင်းတတ်မှတ်လိုက်တာလို့မြို့နယ်စစ်မှုတန်းစင်ခေါ်ရေးအဖွဲ့နဲ့ဤဆက်တဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်မိမိတို့မြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာရက်ကွက်အရေးအတွက်နဲ့ရက်ကွက်အရေးအတွက်လားစစ်မှုတန်းအရေးအတွက်လုံလောက်စွာပေးဖို့နိုင်ခြင်းမရှိတဲ့မြို့နယ်စစ်မှုတန်းစင်ခေါ်ရေးအဖွဲ့များကိုသက်ဆိုင်ရာ တိုင်းနယ်ပြည်နယ်အစိုးရများကခေါ်ယူသတိပေးပြီးတော့သက်ဆိုင်ရာတိုင်းနယ်ပြည်နယ်ဝင်ကြီးချုပ်ရုံးမှာသတိပေးခံရခြင်းနဲ့ခံဝန်လက်မှတ်ရေးထိုးရခြင်းများကိုလှုံ့ဆော်နေတယ်လို့သိရပါဗျာ တတ်မှတ်အရေးအတွက်တိုင်းစွန့်မှုတန်းမပေးနိုင်တဲ့မြို့နယ်တွေကိုတပ်ဆိုင်ရာဝင်ကြီးချုပ်ရုံးနေမှာသတိပေးတဲ့လက်မှတ်ထိုးခိုင်းတာတွေစနေပါပြီစွန့်မှုတန်းအပတ်စဉ်15ကျော်လာတဲ့အတွက်မြို့နယ်ရက်ွက်တွေထဲမှာလည်းအရက်သမားစေးသမားစတဲ့အခြေအနေမဲ့တဲ့အောက်တန်းစားတွေကုန်တလောက်ဖြစ်နေပြီရက်ွက်အုပ်ကြီးတော်တော်များများကလည်းကိုယ့်ရက်ွက်ထဲကစွန့်မှုတန်းကြီးကောက်ပြီးတော့လူစားထုံးနေကြတာလဲအစားတိတ်မထိုးနိုင်ကြတော့ဘူးလာစဉ်စွန့်မှုတန်းအရေးအတွက်ပြည့်အောင်မပေးနိုင်ရင်တော့သတိပေးခံရမယ်လို့မြို့နယ်စစ်မှုတန်းစစ်ခေါ်ရေးအဖွဲ့နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကရှင်းပြထားပါဗျာ။ ်မြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့များကနယ်မြေကန်ရဲပြူစောထီစစ်တပ်များနဲ့ချိတ်ဆက်ပြီးတော့စစ်မှုထမ်းလူငယ်များကိုရှာဖွေဖမ်းဆီးပေးရန်အကူအညီတောင်းခံနေရပြီးအဲစင်းစစ်ချင်းစိုင်းကဲလိုင်းစင်စစ်ဆေးချင်းအခုနောက်ဆုံးမိုဘိုင်းဖုန်းဤပညာများမှာ VPN တပ်ဆင်ထားသူများကိုဖမ်းဆီးခြင်းများလှုပ်ဆောင်လာတယ်လို့သိရပါတယ်အခုလိုဖမ်းမိတဲ့သူတွေကိုမြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ထံကိုပို့ဆောင်ကမြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ကအဲ့ဒီလူငယ်တွေကိုခေါ်ဆောင်ပြီးတော့စစ်မှုထမ်းအဖြစ်နဲ့စစ်တပ်လက်ထဲကိုပြန်လည်အနှံခဲ့တယ်လို့သိရပါဗျ။ဒါအပြင် ရဲစခန်းတွေထဲမှာမူးယစ်ရန်ကားမှုမောင်ရိတ်ခုမှုကပိုက်နိုင်မှုရန်ဖြစ်မှုများနဲ့ဖမ်းဆီးခံရတဲ့လူငယ်တွေကိုလည်းမြို့နယ်စစ်မှုထမ်းစစ်ခေါ်ရေးအဖွဲ့များကဝင်းအောင်စည်းယုံကစစ်မှုထမ်းအဖြစ်နဲ့စုဆောင်းမှုများလည်းများပြားလာတယ်လို့သိရပါဗျ။လာစဉ်စစ်မှုထမ်းအရေးအတွက်လုံလောက်စွာပေးပို့နိုင်ခြင်းမရှိတဲ့အတွက်သတိပေးခံရတယ်မြို့နယ်စစ်မှုထမ်းစစ်ခေါ်ရေးအဖွဲ့များကမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုများရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များကို၃ချိန်မြောက်မှာယာရုတာဝန်ကနေဆိုင်းငံ့ခြင်း ယာရုတုံးမပေးခြင်းစတဲ့အရေးယူမှုများကိုလှုပ်ဆောင်မှဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းတရချောင်းမြို့နယ်အခြေစားအကြမ်းဖက်စစ်ကောင်စီရဲ့ခလိုက်ရ403တပ်ရင်းကစစ်ကောင်စီတပ်သား2ဦးဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ4ရက်နေ့မှာတရချောင်းမြို့နယ်အခြေစားအကြမ်းဖက်စစ်ကောင်စီရဲ့ခလိုက်ရတပ်ရင်း403ဝင်းဝတပ်စခန်းကစစ်ကောင်စီတပ်သား2ဦးဟာ MA1 အမျိုးအစားတပ်နဲ့တလဲ ် MA2 အမျိုးသားတပ်နဲ့တလားကြီးစံအတောင်400ကြီးပေါက်8ခုနဲ့အတူကရဲအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ၄တိုက်ရင်းဆက်နှစ်တပ်ခွဲနှစ်ထံကိုဗတ်ပြောင်းခိုလုံခဲ့တယ်လို့သိရပါတယ် အလင်းဝင်လာတဲ့တပ်သား၂ဦးဟာ၎င်းတို့အရှိကအလင်းဝင်ရောက်ခဲ့တယ်။တပ်သားမောင်ကျော်ကျော်ရဲ့ချိတ်ဆက်ကူညီမှုနဲ့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုအလင်းဝင်ရောက်ခဲ့တဲ့သူများဟာအသက်42နှစ်အရွယ်တပ်သားမောင်မင်းဆိုးနဲ့အသက်20အရွယ်တပ်သားမောင်စော်စော်တို့ဖြစ်တယ်လို့သိရပါဗျ။အခုလိုလက်နက်ခဲယမ်းများနဲ့အတူဗတ်ပြောင်းခိုလုံလာတဲ့စစ်ကောင်စီတပ်သား၂ဦးကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တိုင်ရင်ဆက်နဲ့တိုင်ရင်မှုဒုတိယဗိုလ်မှူးကြီးစောဒါဒါကတအူးကိုဂုံပြုစုငွေ သိန်း40စီပေးအခုံးပြုခဲ့တယ်လို့သိရပါဗါဒါအပြင်အဲ့ဒီတပ်သားနှုတ်ဗတ်ပြောင်းခိုးလုံနိုင်ရအတော့စက်တွယ်ကူညီပေးခဲ့ကြတဲ့တပ်သားမောင်ကျော်ကျော်ကိုလည်းစုချင်းမြင့်ငွေသိန်း20ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသား များအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ